ချေဦးညုံသမိုင်းမတွင်ပေမဲ့သမိုင်းဝင်နေတဲ့စကားများကျုံဤတိုင်ပင်ခြင်းလောမင်းဤတိုင်ပင်ခြင်းလောပညာရှိတို့ဤတိုင်ပင်ခြင်းလောဝန်စင်းမင်းရစာသရိုမင်းပြားနောက်နန်တက်သူပါအမြင့်မြို့စာအမြင့်မင်းတရဖျားစော်ခဲပဲဖြစ်ပါတယ်မရွယ်ပဲစော်ခဲမင်းဖြစ်လို့အတိများကြသူပါသရိုမင်းပြားနှိမ့်စားရောက်တော့လဲလက်တဲ့ထင်းနှန်းကို ယမဲသင်္ဆာတီလဝယူတော်မူပါလို့အမှုမှတ်များကဝိုင်းတောင်းပန်ကြပေမဲ့အပြောရည်အပြောရည်နဲ့လားတနေ့လုံးနေလို့စကားသုံးလေးခွန်းမှမပြောတဲ့တီလဝကငါမလို့ရေမူတရဖျားစော်ကဲကိုမြှောက်ချလို့ဆိုပါတဲ့မှုမှတ်များတွေမှုမြတ်တွေကတညီတညွတ်တဲ့စော်ကဲကိုမင်းမြှောက်ကြပါတော့တယ်သူရဲ့လူသိများတဲ့အမိကမင်းကြီးစွာစော်ကဲအရက်ခေါ်စော်ကဲသူလက်ထက်မှာ တခြားလူသိနေရတဲ့ကိစ္စတခုကတော့မိထီလာကံပေါင်ကျိုးတာဆေရင်နဲ့ဝန်စင်းအတဲသာပညာရှိတယောက်ကိုရခဲ့တာပါပဲဝန်စင်းရွာသာတာမန်ရာသမားလေသမားဟုတ်ဝန်စင်းအတဲသာလို့ခေါ်တာပါဒါပေမဲ့နောက်ပိုင်းမှာတော့စီဒစီဒပြင်းအမတ်လို့ခေါ်လာခေါ်လာကြပါတယ်စီဒပြင်းဆိုတာစန္ဒပစ္စောတာဟိုစီဒပြင်းလို့အတူခေါ်ကြတယ် အတူခေါ်ကြရတာက စီးတပြည့်ဖြစ်လာတာပါဝန်စင်းမင်းရစာကဒုတိယစီးတပြည့်ဖြစ်ပြီးအမင်းကြီးစွာနန်တန်းစာကပထမစီးတပြည့်ရှိသေးတယ်လို့ရာဇဝင်ကြီးကဆိုပါတယ်ဒုတိယစီးတပြည့်ဝန်စင်းမင်းရစာနဲ့ပတ်သက်ပြီးဘယင်နဲ့ပညာရှိတို့ကြားကဆက်သွယ်ပေါ်ပေါက်ခဲ့တဲ့ဖြစ်ရပ်များဟာမမတ်တသာရှိကြဖြစ်ပါတယ်အဲ့ဒီတည်းကတခုပါ မေးပြဆောင်းမှနဲ့စိတ်ညစ်ခဲ့ကြတဲ့အသွင်းသွင်းမှုငညို့ရှိပါရောသားသူ့ကိုဗရင်မိတ်နဲ့သူ့ကို ရာဇတင်ကြံငမောက်ကဖမ်းခေါ်တန်ချေခြင်းနဲ့ထားနောက်ငညို့ကထွက်ပြေးလာဟုညတော်မှာအခြေဆိုင်ပြီးငညို့ဟာဘိုးပါစုယုံလို့နိုင်ငံတော်ကျေးဇွန်ရွာနာတွေကိုဖျက်ဆီးပါတယ်သူ့ကိုရာဇတင်ကြံငမောက်ဟာငညို့ကိုဖမ်းမိတ်လို့ဗရင်စီကတောင်မြုံကြီးနဲ့ဝရင်တို့နယ်ကိုအပိုင်စားဆုလက်ရခဲ့ပါတယ် မိဖုရားဆောင်းအောင်မှာကိုလည်းရခဲ့ပါတယ်။ဒါပေမဲ့နနုအချင်းကထွက်ပြေးလွတ်မြောက်ပြီးထောင်ထားခြားနာပြန်တော့ရာဇသိဉ္ဇံငမောက်မှာ ပြဿနာဖြစ်ရပြန်တယ်။ညီကိုချင်းမို့လွတ်ပေးတယ်ဆိုပြီးမင်းကြီးစွာကအမျက်ရှိပါတယ်။ဒါပေမဲ့စားကြီးစားလက်လည်းဒါကြောင့်စားကြီးစားလက်လည်းပြန်သိမ်းတယ်။ဆောင်းအောင်မှာကိုလည်းပြန်သိမ်းမယ်။သောအမကမင်းကြီးစွာရဲ့နှမလို့စဉ်းစားပြီးစီးတဲ့ပြည့်ဝန်စင်ဝန်စင်မင်းရစာကိုခေါ်တိုင်းပေးပါတယ်။ဒီနေရာမှာစဉ်းစားမိတာက မင်းကြီးစွာဟာစိတ်လိုက်မှန်မှတစ်ချက်လို့မဆုံးဖြတ်ပဲပညာရှိကိုတိုင်မင်တိုင်မင်မို့တရီလေးကတ်မိပုံပါပဲအရင်အရင်နှုတ်လုံအမိန်တွေနဲ့မဖြစ်တင်တာတွေဖြစ်ခဲ့လက်လွန်ခဲ့လုံမီးမှနောက်နာရခဲ့တဲ့ဘရင်များအကြောင်းမင်းကြီးစွာလင်ငန်းဆိုင်ယူထားပုံရပါတယ်ဒီလိုခေါ်တိုင်မင်တဲ့အခါမှာစီးတပြည့်ဝမင်းကဘလို့လုံးသိမလုံးသိအကြံမပေးသေးပဲဘရင်ကို ပြန်ပြီးမေကွန်းထုတ်လိုက်ပါတယ် တိုင်ပင်ခြင်း၃ပါးတွင်ကျွန်းဤတိုင်ပင်ခြင်းလောမင်းဤတိုင်ပင်ခြင်းလောပညာရှိတို့ဤတိုင်ပင်ခြင်းလောမြည်သည်ဖြင့်တိုင်ပင်တော်မူလေတဲ့မင်းကြီးစွာကတိုင်ပင်ခြင်း၃ပါးအသေးပဲကဘယ်သို့ရှိလဲလို့ပြန်မေးတော့ရှင်းလင်းချက်ထုတ်ပါတယ်ထုတ်ပုံကကျွန်တို့ဤတိုင်ပင်ခြင်းဟူသည်ဟကအရှင်တို့လို၍ဆိုရသည်အမှတ်ထား၍တိုင်ပင်သည်မင်းတို့ဤတိုင်ပင်ခြင်းဟူသည်က မင်းတို့နှလုံးတော်နဲ့ညီရှောင်းမိတော်ကတင်မြတ်တည်တာဖြစ်၏မင်းနှလုံးတော်နဲ့စန့်ကျင်တော်ကတန်ပေးတည်းပညာရှိတို့၏တိုင်ပင်ခြင်းသည်ဟူသည်ကတဲ့နိုတဲ့နိုကောင်းနိုးတော်ယူတော်မူသည် မကောင်းနိုးတော်ခမစိန်နေတော်မူသည်သာတဲ့အပြစ်မရှိတဲ့အတိဘယ်ဟာရှင်းပါတယ်အကြံဉာဏ်တောင်းသူတိုင်ပင်သူဘက်ကထားရှိရတဲ့သဘောထားသုံးမျိုးကိုပြောတာပါ အတိုင်းမင်းကံပုပ်ကိုပေါ်မှာကျွန်လက်အောက်ခံလို့ပဲသဘောတန်ကူသဘောထားပြီးငါတိုင်ဝင်တဲ့အတိုင်းငါအကြိုက်လိုက်ပြောစေရမယ်ကောင်းချင်ရမယ်အကျိုးအသိအကြောင်းအသိပြန်ပြောမနေနဲ့ဒါပဲအမှန်တော့တိုင်မင်လို့တောင်မဆိုတာမင်းတို့ဤတိုင်မင်ချင်းကတော့ငါအကြိုက်နဲ့ညီရင်သိမ်းမြတ်လျော်ကန်တယ်အကြိုက်မညီအလိုမတူသဘောထားပြလာရင်တော့အမျက်ထားပြီးဒဏ်ခတ်မယ်လို့ကြိုပြီးသဘောထားတာပါပဲ ပညာရှိတို့၏တိုင်ပင်ခြင်းဆိုတာကအတိုင်ပင်ခံပုဂ္ဂိုလ်စီအကြံဉာဏ်တစ်ခုခုပေးလာလို့အဲ့ဒီအကြံဉာဏ်ကမိမိစန္ဒနဲ့ညီညီမညီညီသိညော်လျှောက်ပတ်တယ်ဆိုရင်လက်ခံမယ်။ယူမယ်မယူတော့လဲခမစိတ်ဆိုတဲ့ဘောတဘောကငားလို့နဲ့မညီမညီရတယ်လို့ဆိုပြီးအပြစ်မယူဘူးဘွေမယူဘူးဝင်စင်းမင်းရစာကဒီလိုမေးတော့ပင်ကြီးစွာကပညာရှိတို့ဤတိုင်ပင်ချင်းဖြင့်ငါတိုင်ပင်ပါတယ်လို့မိန့်ပါတယ် ဒီတော့မှဝင်စင်းမင်းရစာကဘေးရင်မဲတဲ့ကိစ္စကိုအဖြေပေးပါတယ်အဖြေပေးရမှလည်းပညာရှိပြီးပြီးအထောက်ထားခိုင်ခိုင်လုံလုံနဲ့ရှောက်တော့ရှောက်တော့တာပါပဲမင်းဆိုတာစင်စွဲကောက်တဲ့ကဲ့သို့အရှိလောကရက်မှာထွန်းပသောတက်တဲ့နေမင်းတကဲ့သို့ကျင်းနေရပါတယ်အကျင်းအကျင်းသူဟာမတော်မမှန်အာစာရဝိပတိနဲ့အသက်ရာထောင်ရှင်နေရပေမဲ့တော်မှန်သော အာစာရာတန်ပတိတန်ပတိနဲ့တနေ့တရက်မျှနေရခြင်းလောက်တန်မှုမရှိလို့ဘုရားဟောမှာပါပါတယ်လူဆိုတာအနှစ်တရာနေပြီးရင် ကိုခန္ဓာကြီးကပျက်စီးပျောက်ကွယ်သွားတာပါဒီကိုခန္ဓာရှင်တန်မှုကိုမှီပြီးဖြစ်ပေါ်တဲ့ကျေစုစကားကောင်းတရင်ကောင်းဂုံတရင်ကောင်းတွေကဂုံတရင်ကောင်းတွေကတော့သားစဉ်မြည်ဆက်မြင်းညွန့်တီတသသပြောမစုံတင့်တယ်ပါတယ် ကဘာကျေပေမဲ့ဥရံမကျေဆိုတဲ့စကားနှလုံးပိုက်တင်ပါတယ်။တမာရွတ်တမာရွတ်ခြုံကောင်းခြုံလာပါမယ်။မဲအေဂရက်တိုရဲ့အမိန်ဆုံးဖြတ်ချက်ကတော့ဖောက်လွယ်ချွေရင်မဖြစ်ရပါဘူး။ညည်းရည်အညာအညာအထက်မဆန်ရလို့ပါ။မင်းကြီးစွာအင်မတန်ကိုကျေနပ်အားရတော်မူပါတဲ့။ဝန်စင်းမတ်စကားဟာငါလက်ထက်ငါအေးတာမဟုတ်။တားဆက်မြည်ဆက်မြည်ညွန့်အတိုင်း အကျိုးများမဲ့အကြောင်းမလားမိန်တော်မူပြီးဝန်ဆင်းမင်းရစာကိုစီးတဲ့ပြေစန္ဒပစ္စောတဘွဲပေးတာပါပဲရာဇသိညာငမောက်ကိုကကိုလည်းအရင်ကစားကြီးစားလက်နဲ့စောအုံးမာကိုပြန်သိမ်းဖို့စိတ်ကူးခဲ့ပေမဲ့မသိမ်းတော့ပဲမူလအတိုင်းထားပါတယ်တဝူးစမိုင်စနစ်လို့ပြောကြတဲ့ဘရင်အာနာတော်ကအရာရာဆုံးဖြတ်ခေတ်ကာလအတွင်းမြန်မာတို့ရဲ့အတူယူပွဲဂျင်းနက်ပွဲကောင်းလာတဲ့ဖြစ်ရက်ကလေးပါ တိုင်မြင်ချင်းစကားသုံးပါးစကားကလည်းတိုင်မြင်ချင်းစကားသုံးပါးစကားကလည်းတာမီမြက်အစင်ဆက်မီမြက်အစင်အဆက်ဆက်တော်တဲ့မှန်ကန်အသုံးခံတော်တဲ့မှန်ကန်အသုံးခံအသုံးဝင်လာတဲ့စကားတစ်ခုဖြစ်လို့နေပါတော့တယ်